မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေနော်ပိုင်ရကိုမြန်မာပြည်ပိုင်ရကိုတန်ကြအောင်အားလုံးပြည့်ရှင်ပါစေဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဘွိပြောတဲ့အဘကာကျုပ်ကတော့ကိုဇော်ဘွိအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါင်းလေးဖြူအဲကဒါမျိုး order တယ်အဲအဲ့တော့ဒါတူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုယ်တိုင်ကိုယ်တော်ဘုန်းကြီးအမြဲအလေးပြုဂုံယူလေးစားတန်ဖိုးထားနေတဲ့ ပုဂ္ဂိုလ်အဘကာကြုံကြီးကတော့ဒါမင်းမျိုးအဲနော်ဗင်လာဒိုးနိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အခန့်ကြိုးစုပွဲအခန့်ကြိုးစုတာလေးဂုံပြူအာဒီပါညာနေဒါတွေ့နေရပြီဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရဝမ်းသာကိုယူမိပါတယ်လို့လည်းပြောကြပါတယ်ညမအာကဘာမှာ တော်တော်များများကိုတည်သွားကြပါပြီမြန်မာကဘာမှာမြန်မာဘူးဥမေအွန်လိုင်းကြောင့်တော်တော်များများလည်းတည်သွားကြပါပြီเนาะအဲ့တော့နောက်တစ်ခုတိုက်သွားကြကိုစော်ဖုံးရင်မှုပါကိုစော်ဖုံးရင် AC ပါလေရုံလည်းမထုတ်ဘာမှမလုပ်တကယ်တော့ကိုစော်ဖုံးရင်ဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တို့မမေးပါနဲ့ဟိုဖုန်းဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဘာမှမဖြစ်ဘူး AC ပါလို့ပဲကျွန်တော်အနေနဲ့ပြောပြရစေသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါเนาะဒါလေးကိုတော့ပြောပြရစေအဲကိုစော်ဖုံးရင်စိတ်ဝင်နေတဲ့ညီကောင်တော်များ နော်ကျွန်တော်တို့ဒီကိုချစ်တဲ့ကိုဇော်ဘောကြီးတို့ကျွန်တော်တို့ချစ်တဲ့ညီကောင်မများအားလုံးရှိပါတယ်မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာအောင်နော်ဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တော်ဒါလည်းအားပဲလောက်ပါမှာပဲဘောနော်အဲ့တော့ချစ်တဲ့လူတွေကိုလည်းပြောစိတ်ကြပါလေကိုဇော်ဘောကြီးချစ်တဲ့လူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီနော်ဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲ အလုံးအလုံးလုံးနေကြတဲ့သူတွေပဲဖြစ်တယ်ဗောနော်ကိုယ်လုံးကိုယ်လုံးကြတဲ့သူတွေပဲဖြစ်တယ်ကိုယ်လုံးကိုယ်လုံးကြတဲ့သူတွေဖြစ်တယ်ကိုယ်တော်ဘုန်းကြီးကဒါဟိုနေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့အလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးကတော့ကျွန်တော်တို့လူဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတူရှင်တွေပြောမယ်ဆိုကိုယ်စော်ဖုံးရ EC ပါเนาะဒါပဲပြောပြစီအဲလိုအပ်တဲ့ဟာကြားလို့ဆိုရင်နောက်ကြရင်ကျွန်တော်ထုတ်ပြောပြ ြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့အဲအားလုံးအားအကြောင်းမင်းမနဲ့ကိုလုတ်ကိုလုံနေကြတာဖြစ်တဲ့အတွက်အဲအလုတ်ပေါ်မှာပဲအယုံဆိုင်ပြီးဖို့အတွက်ပဲပြောတင်ပါတယ်အဲကိုဇော်ဘွိုင်းနဲ့အေးစေးပါနိုင်ငံတော်ကြီးလက်မှာကြင်အေးကျန်းတော်မယ်ငြိမ်းချမ်းတော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောတင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မချခင်မှာကျွန်တော်တို့ဟိုတပ်နော်ကတပ်နော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ခံကြံရယူအောင်လှုပ်ဆောင်နေပါတယ်တန်တမန်ကြီးရတော့လောက်ကောင်းနော် တိုင်ဟိုတိုက်ခိုက်တဲ့ရေးရတော့၎င်းပေါ့နော်အခုဆိုနောက်ဆိုဆိုလို့ချင်ကျွန်တော်တို့နောက်ဆိုဆိုလို့ချင်ဘယ်နာတိရောက်နေပြီလားဆိုတော့နောက်ဩရွာမှာဒါကျွန်တော်တို့ပွဲကားလိုက်တာဘလောင်တွေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနောက်ချိုးဝိုင်းတာလေ ဟုတ်လား minus 10 timer corner right ဖဲဆို right နဲ့ပြည့်အောင်ထိနေတဲ့သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်တောင်တော့ပြောင်းနေဆိုတော့ဒါဘလိုပဲပြည့်နှမ်းပြည့်လို့တော့ wide ထောက်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုရရင်ဟိုဘက်ကကြောင်မဲ့တီဘောလာချိုတိန်ဒီကုတ်ခိုင်အကုန်လုံးကအေးချမ်းပဲပြီးွားလို့ရှိရင်ဘလို့ကြိတ်မလဲဆိုတော့စီရေးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါနဲ့ အဲဒါမှကြခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်နော်နောက်တစ်ခုကြတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်တို့နော်စားစားတောင်စားတောင်ဘက်ပေါ့နော်အုံတော်တို့စားတောင်ဘက်တို့ဒါစစ်ကြောင်းသွားမယ်တပ်မတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကျန်းဖက်တီးကဆောင်းဆိုင်နေတာရှိတယ်နေရာတွေနေရာတွေကွက်ကြကွက်ကြတွေယူပြီးတော့သူတို့ကဖြူရခင်းနေတာရှိတယ်အဲ့တော့တပ်မတော်ဘက်ကသခိုင်းတိုင်းဘက်ကတော့စစ်ကြောင်းထုံးဘက်ညီကောင်မောင်သားတွေညီကိုတွေ တက်မှောင်သားလေးတတိကြည်တီထားပေးဖို့တော့ကိုပြောချင်ပါတယ်ဒီရဖြစ်စဉ်เนี่ยဘုဒ္ဓလင်ဖြစ်စဉ်တို့ဘာလို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေးရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံအုံကြီးကြီးလှုပ်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မီးရင်နှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံအုံတန်းတန်းလှုပ်တဲ့ခါကျတော့အဲပြည်သူရဲ့ရသားတွေလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှာဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြည်ကြီးနဲ့ထားပြီးတော့မှအဲတမနော်ကတော့ကျွန်တော်ဒါဆိုရင်လုံခဲ့လို့ဆိုတာကျွန်တော်ပြောတာပါဒီဟာတွေကတော့သူတို့ရဲ့ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့သက်ပါတယ်နောက်သခိုင်းတိုင်းတဲကြီးရွာစာတင်ကျောင်းတိုင်းမှာဒါလက်လက်နဲ့လေးလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့နေမြေကန်းတရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမန်တော်စစ်ကြောင်းသွားစစ်ကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလည်း death body တွေတော်တော်များများရတယ်လက်နဲ့တွေဆိုလည်းများတယ်နော်အဲကျွန်တော်က6ယောက်9ယောက်10ယောက်လောက်ဆိုတော့မပြောတော့အဲ့လောက်ပဲပြောမှာရာနဲ့ချီဆိုတော့ကျွန်တော်ထပ်ပြောပြပါမယ်နော်နောက်တစ်ခုကျတော့ကျွန်တော်တို့ကြောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်နောက်ဗမောဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ်မင်းကတော့အကြံဖက်တွေရှိတယ်အဲအကြံဖက်တွေရှိတယ် အဲအဲ့မှာကျွန်တော်တို့တမရှိရလာမျိုးစစ်ကြောင်းထိုးပြီးတော့နေမြရှင်းလင်းနေတာတောက်ဆောင်နေမြရှင်းလင်းနေတော့အဲ့မှာတွေ့တော့ပွဲကလည်းပွဲကလည်းအချိန်မှာသူတို့ရဲ့ဓာတ်ပေါ်ဒီတွေလည်းလက်နက်တွေရောတော်တော်များများရတာရှိတယ်။ကချင်ပြည်နယ်ဘက်မှာဆိုတော့အဲ့ဘကာမိုင်းတို့နန်ရောင်းတို့ဘက်မှာလည်းနေမြရှင်းတော့ KIA နဲ့တွေ့တယ်။ဒိုင်ပွဲတွေဖြစ်တယ်။တမတော်ဘက်ကအသာစီးရနဲ့ဒါဓာတ်ပေါ်ဒီလက်နက်အခုကတမတော်ကနေရတိုင်းမှာပွဲကတိုင်းကျွန်တော်ကြည့်နေတဲ့အချိန်မှာအောင်ရင်မှုတွေအပြည့်အနှံကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်။ ကြောက်ပြူဆိုလို့ချင်တဲ့ဒီကတ်တပီတို့ရှောက်ချောင်းတို့စီမော်တို့မြတ်ကြက်တိန်ရွာအဲကြက်တိန်ရွာတို့အဲအဲ့မှာဆိုလို့ချင်လို့ရှိရင်ဒါတက်မတော်ကကာကင်းနေထုတ်ထားတဲ့အပြုံတော်မှာအပြင်ကိုနောက်ထပ်ဟိုသူတို့၃မိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကိုဆက်တိုးနေတာရောက်ရှိနေလို့ကျွန်တော်တို့သိရှိရတယ်သို့တော့လည်းပဲတချို့ရာတွေတော့မပြောတော့ပါဘူးเนาะစစ်ချောင်းကတော့၄၅၆ချောင်းတော့လည်းရခိုင်မှာစတိုးနေဆိုတော့တန်တော်ဘက်လည်းအေးချမ်းတော့မယ်လို့ပြောတင်တယ်တန်တော်ကွာเนาะကျိန်တလီအဲ့ဒီဘက်တချောင်းတော့တချောင်းလုံးက ကျွန်တော်ဟိုမကြခင်မှာအေးကြမယ်ထင်တယ်။ဘာလို့ဆိုတော့အယောက်တိုင်းတစ်တိုင်းလုံးမှာလည်းအလုတ်တော့မခံတော့ဘဲနဲ့အယောက်တိုင်းတက်တရားလည်းအမုန်းဆွဲနေတာရှိတယ်။မကွေးနဲ့အဲရိုးအဆက်မှာပကိုးတိုင်းရိုးအဆက်ပတောင်းတို့ဘာလို့အဲ့ဒီဘက်မှာဆိုလဲဒါကြိတ်ချက်တွေကကြောက်ကြောက်ခံမလေးလေးကိုတောင်းတော့ကြိတ်နေတာ။နော်ကြောက်ခံမလေးလေးကိုမိတာရောဘာလို့အများကြီးရွာမှာရှိတဲ့အကြံဖက်တွေရောအများကြီးအကုန်လုံးမိပြီးရွှေပြောင်းတလဲခေါအကုန်လုံးပြစ်ခဲ့တာ။ 那么就变为了收款嘛收入，那当然啊，刚刚你的卡我到下来先没给他是吧？他那边，哎 <noise>，叫我问他话嘞，刚刚当龙提出来，他刚刚为安尼谈了点撇拉话呢，喏。 မချာကင်းမှာကျွန်တော်အာမခံရပါတယ်ဗျာဘာလို့လဲဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ file ပေါ့26နှစ် file နောက်အချိန်ကာလတောင်းတော်သားတွေဒူးထောက်တယ်တို့လက်မြောက်တယ်တို့အရှုံးပေးတယ်တို့အလံမျိုးထောင်းတယ်ဆိုတာတွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော်ကအခုက노ထလာတဲ့တောင်းတော်ကြီးဖြစ်သွားပါပြီเนาะအဲ့တော့မချာကင်းမှာအေးအကျန်းဖက်ပေါင်းစုံကတော့ပြုတ်ပြုတ်ပြုံးတော့မယ်လို့ဒါပိုင်အာမခံပြီးတော့ပြောလိုက်ခြင်းပါတယ်ဗျာပေါ့မှာပေါ့မှာဆိုလို့ရှိရင်ဒါမနေ့ကမနေ့ကဖိထုတယ်ဖိထုတဲ့အခါကျတော့ပါ၁၀ဝမှာ ဆယ်ဝါမှာသူဆက်သွေးကြီးလုတ်တဲ့အိမ်ပေါ့ဗျာဆက်သွေးကြီးဆက်တည်ထားတဲ့အိမ်ပေါ့အဲ့ဒီကိုဘိတူကြာတဲ့တယ်ပဲအဲ့မှာ၄ယောက်လောက်လစ်တာကြီးလေ၄ယောက်က၂ယောက်ကတော့ IPDF ပါထနာပေါ့၂ယောက်ကတော့ PDF ဖြစ်တာပေါ့အကြံဖက်တွေဖြစ်တာပေါ့နော်ဒါမနက်ကလုတ်သွားတဲ့ကိစ္စလေးကိုပြောပြတာဒီမှာနိုင်ငံမှာညောင်းနိုင်ငံရဲတပ်ဖွဲ့ကိုလည်းဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဆိုရင်လို့ပြောတာပါဒါလေးကိုတတိလေးထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဲကျွန်တော် line ပေါ်မှာတွေ့တယ်လိုင်သာယာကိုကြီးရဲ့နောက်ပုတုဆိုရဲ့၂ယောက်နော် လိုင်းသာကိုကြီးတောင်းအရင်ဆုံးပြောချင်ပါတယ်တန်ဆန်းကောင်းမလေးစီကပတ်စံခိုးသွားတဲ့အမျိုးသမီးเนาะအဲ့ပတ်စံခိုးသွားတဲ့အမျိုးသမီးကိုပြန်တွေ့တယ်ပြန်တွေ့ပြီးတော့ဒါလိုင်းသာကိုကြီးကတော့သူကတော့ပရိဒတ်တမားဖြစ်တဲ့အတွက်ပရိဒတ်စိတ်တန်းနဲ့ပဲခွန်းလွတ်တက်တယ်ခွန်းလွတ်တယ်ဒါသူကူညီနိုင်တဲ့လောက်ပြန်ပြီးတော့ဆက်လက်ကူညီလိုက်တာကိုတွေ့ရတယ်အဲ့ဒီဟိုမတန်ဆန်းကောင်းမလေးစီကခိုးသွားတယ်ဆိုတော့တသိန်းကျော်ခိုးသွားတယ်ဆိုတော့အမျိုးသမီးက သူကဒီတစ်ချိန်တည်းလောက်တာမဟုတ်ဘဲနဲ့သူ့ကြောင့်ဖုန်းနဲ့အလိခံတဲ့သူလိုင်းနေပေါ်မှာတက်လာတာကမလေးတွေရောပါစားအများကြီးတွေ့ရဒါဟာပုံမှန်380ခိုးမှုသာမြောက်တယ်ကာရီတာကိဖြစ်တဲ့အတွက်ဒါနိုင်ငံကိုကြီးကဘလောက်ပဲအဲသူကသူဂိယူနာထားပြီးတော့ပရိုက်တာတွေလောက်ပဲလောက်ပဲလောက်ပဲဥပဒေအကြောင်းအရဖြစ်လာလို့ဆိုတော့ဥပဒေအရအရေးယူပေးဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်နောက်နောက်တစ်ခါကျတော့ကလေးကိုဗန်းပြပြီးတော့ သိန်း20နဲ့ရောင်းဝယ်ပါညာနောက်တာပြောင်းတာတွေမျိုးဖြစ်ပါဒါဟာရောင်းဝယ်ဖောက်ကားရမယ့်လူကုန်ကူးတာဖြစ်ပါတယ်เนาะအဲ့ဒါတွေကလည်းပဲဟိုညောင်းနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ဒီຢာတွေကိုထိရောက်စွာအရေးယူပေးဖို့တကောကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဒါတွေကမဖြစ်သင့်မဖြစ်တိုက်တဲ့အရာဝတ္ထုတွေနိုင်ငံတကာမှာပြရုပ်တွေမှာအယမ်းရုပ်ဆိုလုံးကကြီးပါเนาะဒါကိုတရဲတပ်ဖွဲ့ဝင်ကအလုံးမလုံးဘူးလားဆိုတာမျိုးကိုဒါနိုင်ငံမှာထင်ရသွားစီပါတယ်เนาะဒါနိုင်ငံကိုကြီးတို့ကတော့ ဒါသူတို့ကမြေတာတရားနဲ့လုံးလုံးဆောင်တဲ့အဖွဲ့အစည်းဖြစ်ပေမဲ့ခွလွတ်တတ်ပေမဲ့နိုင်ငံမှာဒီလိုဇိုင်းတာဖောက်ပြန်နေတဲ့သူတွေကိုဟိုရှင်းရှင်းပြောလို့ကိုင်တာကစ်တီကဒါဟိုမြန်နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဟိုအလုံးမလုံးဘူးလို့ဒါမြင်သွားစေတဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းမှာတော့ဒါသိသိကျင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဒီလိုပေါ့ဒူးစိုက်မှုလုပ်ငန်းတွေကိုတော့ကျွန်တော်တို့ခွင့်မလွတ်စေချင်ပါဘူးเนาะလူတွေအားလုံးကရှိကြတာမဟုတ်ဘူးဗျအားလုံးအစိမ့်မပြေကြ ကိုပစ္စည်းကိုမရှိတိုင်းလိုက်ခိုးနေမှာဆိုလူတိုင်းခိုးကြပြီတခိုးတွေပြက်ကုန်မှာပေါ့တခိုးတွေတိုင်းခွန်းလွန်ရမှာဆိုလည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ခံဝင်ဒူသီးမဟုတ်ကထောင်ချဖို့အတွက်ကျွန်တော်ပြောမှာဘူးဒါသူ့လိုပုံမှန်380နဲ့မြောက်တယ်နော်ထောင်ချဖို့အတွက်ကျွန်တော်ပြောတာမဟုတ်ဘူးသို့တော်လည်းပဲအရေးယူတဲ့လောက်ကတော့အရေးယူရမယ့်အနေထားမျိုးတော့ရှိတယ်နော်တိုင်းသာကိုရပြီးတော့သွားတော့တနာပြီးတော့မှထပ်ပြီးတော့မှပတ်စံနေပါ냐ပြီးလိုက်တယ်။နောက်အဲ့ဒီအမျိုးသမီးပဲသူ လိန်ညာခိုးပြီးတော့ online မှာလဲဖုန်းနေခိုးသွားလို့ဘာညာ line เนี่ยတောက်လျှောက်တက်တက်တာသူရုပ်ရုပ်မြင်ပြီးတော့မှအဲ့ဒါတွေကလည်းပဲဒါကျွန်တော်တို့ဟိုနိုင်ငံမှာဆက်လက်ပြီးတော့ဒီလိုမသိတဲ့လူတွေထပ်ခံရမယ့်အနေအထားမျိုးရှိတာပေါ့နော်ဟိုခလီကိုပန်းကြပြီးတော့အယောင်းဝယ်လုပ်မယ်နဲ့30နဲ့ရောင်းဝယ်ပါညာဆိုအဲ့ဒါလည်းပဲတရားဥပဒေအရကျွန်တော်တို့ဒါလူကုန်ကူးမှုဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဒါရောင်းဝယ်ဖောက်ကားမဖြစ်သေးတော့မှဒါစတင်ရောင်းချနေတယ်ဆိုတော့ပုံစံမျိုးပေါ့လင်းပါနော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ဟိုရန်ကုန်တိုင်းမှာဖြစ်နေတဲ့ဒါမြန်နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါတွေကိုလွတ်မထားသင့်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြစီအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်